အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစေရေးကိုစိတ်ချတင်ကြစေဖို့အတွက်ပြီးတဲ့ဟာအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းပြီးတဲ့နိုင်ငံကြိုင်ဝန်ကြီးဒေးဗစ်လမ်မီကမေလ18ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစေရေးရရှိတည်တံ့စေဖို့အပြန်အလှန်ယုံကြည်မှုရှိစေဖို့ဆွေးနွေးပွဲတွေဖြစ်မြောက်စေဖို့အတွက်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့လမ်မီကပြောပါတယ်။အမေရိကန်ပြီးတဲ့နဲ့အခြားနိုင်ငံတွေကပြီးခဲ့တဲ့သတင်းပတ်ကဖြစ်ပွားခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားတိုက်ခိုက်မှုတွေနဲ့တင်းမာမှုတွေကိုအချိန်လျှော့ကြအောင်အဓိကအခန့်ကဏ္ဍကပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်းပါကစ္စတန်ကပြောကြားခဲ့ပါတယ်။ ယ်။အဲဒီလိုလင်မြန်တဲ့တန်တမန်ရေးရာအထောက်ကျိုးပတ်မှုတွေကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားမေလ၁ရက်မှာအပြစ်ခတ်ရစေးသဘောတူညီမှုရရှိခဲ့ပေမယ့်အခြေအနေမှာကျိုးပြက်လွယ်တဲ့အနေအထားမှာပင်ရှိနေဆဲဖြစ်တယ်လို့လေလာသူတွေကတုံ့တက်ခဲ့ပါတယ်။အပြစ်ခတ်ရစေးတည်တန့်စေဖို့အတွက်ကျွန်တော်တို့ကအမေရိကန်နဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်တော့မှာပါ။နှစ်နိုင်ငံကြားယုံကြည်မှုကိုအခြေခံပြီးဆွေးနွေးမှုတွေပြင်မြောက်စေဖို့အစီအစဉ်တွေကိုလှုပ်ဆောင်သွားမှာပါလို့လာမီကပါကစ္စတန်နိုင်ငံအစ္စလမ်ဘတ်မြို့တော်ကိုလာရောက်တဲ့နှစ်ရက်ကြာခီးစဉ်အတွင်းပြောကြားခဲ့ပါတယ်။ AP လက်ကအိန္ဒိယဘက်ကျန်းရှိကက်ရှမီးယားဒေသမှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်ပါကစ္စတန်နဲ့အိန္ဒိယကြား ပြီးခဲ့တဲ့တရင်ဘက်ကအပြန်လန်တိုက်ခိုက်ခဲ့ကြတာစစ်ပွဲဖြစ်ပွားလို့နေအခြေအနေကိုရောက်ရှိခဲ့ပါတယ်။ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့စစ်သွေးကြောရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအိန္ဒိယကပါကစ္စတန်ကိုအပြစ်တင်ခဲ့ကပါကစ္စတန်ကတော့အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်မှုမရှိကြောင်းညင်းဆိုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစေးသဘောတူညီမှုရရှိပြီးတဲ့နောက် ဂျာနီနိုင်ငံတနိုင်ငံမှာဆွေးနွေးမှုတွေပြုလုပ်တင်တယ်လို့ပြောကြခဲ့ပါတယ်။အင်းဂျင်းတဲ့နိုင်ငံဂျာမန်ရှေ့လျားတဲ့တပိုင်းကြောင်ရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနိုင်ငံကအတိတ်ကာလကပြောဆိုဆက်သွယ်မှုတွေမရှိတဲ့လောက်ရှားပါခဲ့ပါတယ်။အပြစ်ကရစေးကိုရေရှည်တည်တံ့အောင်တေချာလှုပ်ဆောင်ခြင်းပါတယ်လို့လမ်မီကပြောကြခဲ့ပါတယ်။